Hello မင်္ဂလာပါနော်မမနေ့ကပြောသလိုပဲဒီနေ့မှမတင်ပေးမယ့်မူပြရတော့စင်ကာပူအလုပ်တွေခေါ်တယ်ဆိုပြီးတော့လိမ့်နေတဲ့အေဂျင့်တစ်ခုပဲအဲ့အေဂျင့်ကစင်ကာပူအဒီ TikTok ထဲမှာလည်းရှိတယ်သူက Telegram အနေနဲ့ခေါ်တယ်ဒါကဘလို့ဖြစ်လဲအမရှိကိုညီမလေးတယောက်ကလာပြီးတော့ပြောတယ်ပေါ့နော် သူရဲ့တဲ့ IP ကိုစစ်ပေးပါမာတဲ့စစ်ချင်လို့ပါသူစစ်နေတာမတွေ့လို့ပေါ့နော်သူပဲမှားလားဆိုပြီးတော့အမရှိကိုလာပြီးတော့ပြောတယ်အားနဲ့အမတော့ IP မှာစစ်ကောစစ်တော့ IP မှာ no record ပေါ့လေအားနဲ့ညီမညီမရဲ့အီဂျန်ကဘာပြောလဲဆိုသူ့ကို IP ကျပြီလို့ပြောတယ်ဆိုပြီးတော့ screen shot လေးပို့ပြီးတယ်အဲ့လိုမျိုးပြောတော့ဟဲ့အဲ့ဒါဆိုရင်တော့မှားနေတာဆိုအမတော့အားမှာဇဝေးသူကဖြစ်ပြီးတော့စစ်ကောစစ်တော့လုံးဝမတွေ့ဘူးတေချာအောင်အားနဲ့ ကဲအဲ့ဒါဆိုသူ့ရဲ့ဟို screen shot ကိုပြရဆိုတော့သူပြတဲ့ screen shot ကအဲဒီဘောနော် approve ဖြစ်တယ်အဲ့ဒါဆိုရင်ညံသွားနေပြီးတော့အဲ့ဒီ agent ကိုအရင်ဆုံး deposit ဆိုပြီးတော့ရှေ့ရပေးရတယ်ပေးတဲ့အချိန်မှာ IP တင်နေပေါ့နော်တင်ပြီးတော့ approve ဖြစ်ပြီးဆိုပြီးတော့သွားနေပြီးတော့နောက်တည့်ရကြတော့ဒီ screen shot လေးပြပြီးတော့တောင်းနေ6ဟာထပ်ပေးပေါ့အဲ့ तू က6ဟာမပေးခင်မှာ तू ကအမပြောတဲ့ movie တွေမှာတဲ့ IP စစ်လို့ရဆိုတော့ तू ကဝင်စစ်ကြည့်တော့မတွေ့လို့ပေါ့နော် तू စိတ်ထဲမှာအမအောင်လာမေးတာအမတို့စစ်တော့မရှိ မရှိတော့ကဲအဲ့ဒါဆိုရင် तू က6ဝပဲအတင်းတောင်းနေပါတော့အဲအခု6ဝပေးရင်နင့်ကိုလေးရင်မချက်ချင်းတင်ပေးမယ်စီစဉ်ပေးမယ်ပေါ့နော်အလုပ်ရပြီပေါ့ပြောအဲ့နဲ့မမေးညီမဘယ်လိုလဲ तू तू အဲ့ deposit ပေးပြီးတော့လဲပေါ့နော်အဲ့အမျိုးသမီးဟိုဒီညီမလေးက HSS နဲ့လောက်ဖို့တော့ကိုလာမှာ ဒီမှာနေရင်လည်းပေါ့နော်သူတို့စီစဉ်ပေးတဲ့အိမ်မှာနေရမယ်နေရပေါ့နော်နေရမှာနေရမယ်အိမ်မှာလည်းသူနဲ့တူတူလုပ်မယ်ညီမလေးတွေရှိတယ်ပေါ့ဒီညီမလေးတွေနဲ့လည်းစကားပြောကြည့်ပါဆိုပြီးတော့မှသွားမယ်အိတ်အေဂျင့်မှာဖုန်းနံပါတ်တွေပါပဲဟိုဘက်ညီမလေးကအဲ့ဟိုသူနဲ့တူတူလုပ်မယ်ဆိုရင်ညီမလေးကလည်းဘယ်ဖုန်းနံပါတ်နဲ့ပြောလဲဆိုတော့ time ဖုန်းနံပါတ်နဲ့ပြောဒါမဲ့လည်းပေါ့နော်ဟိုဒီကိုရောက်တဲ့ခလေးလေအမအတို့ချို့ဆိုရောက်နေမယ်နဲ့ time ဖုန်းနဲ့ဆက်သွယ်တာရှိတယ်လေ နော်သူလည်းအဲ့လိုပဲထင်တယ်ပေါ့နော်ပြောအဲ့ရဆိုအဲ့အီတယောက်ကပြောအမဘောဒီအေးချက်အမအရန်သဘောကောင်းတယ်ပေါ့ကျမတို့ဒီကိုရောက်လို့ဟိုဝယ်စရာချမ်းစရာပတ်စံမရှိရင်တော့မပေါ့နော်သူကစိုက်ပေးတာပေါ့အရန်ယုံအောင်ပြောတော့အော်ဒီညီမလေးကလည်းအေးပေါ့သူကတော့သူ့စိတ်ထဲမှာအမတို့တွေကဒီဟာ အတုလို့ လိမ့်နေပြီဆိုတာမြင်နေပြီမေဒါတော့လူတဘာမဆိုလဲဖြစ်မှာပါနော်။အော်သူကအရင်ကလည်းဒီဟိုအလုတ်လုတ်မဲ့လူရင်းနဲ့လည်းပြောထားတော့သူ့စိတ်ထဲမှာ dream ဟာဖြစ်နေပုံရပါတယ်။အဲ့နဲ့ညီမမတို့၆ဝါမပေးခင်မှာသူ့ရှိရနေ IPA approval letter တောင်းချပါလို့ပြောတော့သူကပထမ screenshot လေးပဲ screenshot တောင်းမှာကွာဟိုဘက်ကဟိုပြလုတ်တဲ့ပုံစံကသူ့ကို Singapore agent ကပေးတဲ့ screenshot ကိုပုံရိုက်ပြီးတော့ဒီညီမကိုပို့တာအဲ့လိုပို့ပေးတာပေါ့နော်။မဟုတ်ဘူး IPA approval letter ကိုကြည့်ချင်တယ်လို့ပြောလို့ အာပြောတော့ပထမအဲ့တော့မိမအရန်တင်စည်းပြီးတော့ပြောတာအမတို့ပေါ့နော် age group တင်စည်းပြီးတော့တအားပြောတာပေါ့နော်နင်မယုံဘူးလားဘာညာပြောမဟုတ်ဘူးအဲအမ်ညီမပြောလိုက်ဆိုအမ်နဲ့အမကနေပြောအမပဲပြောပြီးညီမဆိုအမရိုက်ပြီးတယ်ပေါ့နော်စာရေးပို့လာညီမညီမအလုပ်လုပ်ရမယ်လို့ညီမ IPE ကိုကြည့်ပိုင်ဝင်ရှိတယ်ဆိုပြီးတော့အာနဲ့တောင်းတော့ IPE ကိုပို့ပြီးရောပို့တဲ့ IPE ကျမအမပြောတယ်နော်လူတယောက်ကငါမောင်နေညီမတွေဒီမှာအလုပ်စားလုပ်ပြီးပဲဖြစ်ဖြစ် အလောက်စားလို့ IPA တင်လို့ reject ပဲဖြစ်ဖြစ် approve ပဲဖြစ်ဖြစ်အဲ့မှာသူကနံပါတ်တစ်ခုစပေါ်လာပြီညီမတို့စတင်လိုက်တာ ਨੇ ဒီ fin number ဆိုပေါ့အဲ့ fin number ညီမတို့မောင်လေးတို့ PR မရမချင်းကြောင်းမဲ့တက်တက်ဘာ state တက်ပေးပဲအမျိုးမျိုး aspect ပဲဖြစ်ဖြစ် award ပါမယ်ဒီနံပါတ်ကတစ်ခုတည်းပဲသွားမှာနော်ညင်းမြတ်တာမှတ်ပုံတင်လို့ပဲနံပါတ်ကအမျိုးမျိုးမပြောင်းဘူးစင်ကာပူတွေအဲ့လောက်မအားဘူး နော်သူတို့ system ထဲမှာထည့်ထားပေးတာညီမတို့ကနံပါတ်နဲ့လက်ပွေနဲ့တခါတည်းတွဲထားပြီးသားအခုဆို i scan မှာတွတ်ထားပြီးသားအမလို့လို့ဆိုရင်မျက်ကမှန်တက်ထားရပြဆိုခဏခဏမှာ ic နဲ့ပြဿနာတက်တယ်အမကိုကောကန်အမကလည်းမချုပ်ဘူးအဲ့လိုမျိုးဆိုတော့ i scan မှာဖတ်တာနော်အဲ့တော့ဆိုအမကို i scan မှာဆိုတော့မျက်ကမှန်နဲ့တွတ်ဖတ်ပြီးအဲ့လိုမျိုးရှိရဲအဲ့ဒါတခါတည်းတွတ်မှတ်ထားတာနော်အဲ့လိုမျိုးဆိုတော့သူကပို့လိုက်တဲ့ ipa ကိုမှပြမယ်ဒီမှာ ipa တဲ့ နော်ဟိုဟာပြီးတော့မှတော့အမဗီဒီယိုတက်တက်တင်မင်းမင်းအမကမပြောပြတတ်လို့မလုပ်ပြတတ်လို့အမတို့ပြသူကပြတယ်ပေါ့နော်ဒီမှာပါတယ်ဒါကညီမလေးနာမည်ဒီအောက်မှာ HSS service လို့ပေါ်ရပေါ်ရနော်ကြည်ထားနော်ဒါအလုတ်ကိုင်ငါမောင်နေညီမလေးအလုတ်လောက်ရမယ်ဆိုအလုတ်ကိုင်နော်အမှန်ဆိုရင်ဒီမှာ access service ဆိုမရှိဘူးထားနေပလေးစီ service လို့သူကပြောတာဆိုဒီ company ဘောက်ွယ်ဒီ company လို့ပြောတာအောက်မှာရိုက်ထားတဲ့ဒီလိပ်စာမှာကြည့် postal code ပါတယ် singapore number ါတယ်တွေ့တာ6လုံးအဲ့နံပါတ်ကို Google မှာတွက်ရိုက်ကြည့်ကြရိုက်လိုက်ရင်ပေါ်တဲ့နံပါတ်ကကာရှိုရုံးဆိုပြီးပေါ်လာတယ်เนาะအမှမှပါလဲ Carlos Center ဆိုတာအာ Carlos Showroom ဆိုပြီးတော့ပေါ်လာတယ်เนาะအေးပြီးတော့သူကဒီမှာစုစုငိဆိုပြီးတော့ဒီမှာနံပါတ်တွေ့လားအဲ့နံပါတ်ကအဲ့ညမလေးပတ်ဝတ်ပါမယ့်နံပါတ်မဟုတ်ဘူး လဲလားဝက်ပါမင်းနံပါတ်မဟုတ်ဘူးเนาะစီဟာအညမလေးကဝက်ပါမင်းနံပါတ်မဟုတ်ဘူးနောက်ပြီးတော့ကဲသူကအမအကိုစာရွက်အကုန်မပေးကဲပေးဘယ်စာရွက်ပြည့်စစ်မဲဆိုပြီးတော့ပြောတော့เนาะခုနကသူပြောတယ်เนาะ HSS service လို့ရှင်းမှာပြောထားတယ်เนาะကျေနော် okay မာသူပေးတဲ့ task page မှာမာ food processing worker ဆိုပြီးတော့ပြောတယ်အရှိမကြတော့ HSS service အနောက်ကဒီစာရွက်မှာကြတော့ food processing worker what happened အဲ့လိုမျိုးလိမ့်နေပါတော့โอเคသူညမာလေးပထမအဦးဆုံးပေးရှိရာကပေးနောက်နေပေးတယ်သူရဲ့နံပါတ်ကပေးနောက်နေပေးတဲ့ဟာအမအမပြန်ရှာပေးမယ်เนาะ သူကနေပြောကွာဟာ application submitted successfully ဆိုပြီးတော့သူရှေ့ရတောင်းတော့ဟာလေနံပါတ်ကဟိုကိုရဲ့ web permit နံပါတ်ကဒီညီမလေးရဲ့ web permit နံပါတ်မဟုတ်ဘူးအမမအကုန်ကြေကြရှိတယ်နော်နောက်ပြီးအဲ့တော့ညီမလေးကမသိဘူးပေးလိုက်တဲ့ဟာမှာသူရှေ့ရကိုဒီက singapore ဟာနေ singapore ပေးနောက်နေလက်ခံနေအေးတယောက်ကဲ့ ဟိုဘောနော်စင်ကာပူမဟုတ်ဘူးပြစင်ကာပူဘဏ်အကောင့် DBS အကောင့်နဲ့လက်ခံနေအဲ့လက်ခံနေနာမည်ကနော်အေကာပူရှာနာမည်ကနော်အမပင်းအကောင့်တင်မိမင်းဒီအေးဂျန်ကဘယ်အေးဂျန်လဲဆိုရင် TikTok မှာရှိတယ်စင်ကာပူ job ဆိုပြီးတင်ထားတယ်သူရဲ့ဟာဆိုရင် ad ပေါ့နော် gmail ad တင်မှာအဲ့ ad singapore s i n g a p o r e singapore.gobs01 အဲ့နံပါတ်နဲ့တင်ထားတယ် TikTok ရှိတယ် follower က138ယောက်ရှိတယ် like က2000ကျော်ရှိတယ်သူကအိမ်မှာရေးထားတဲ့ဟိုအမှ caption ကကြတော့ CB Fountain ရဲ့နှင်းအလောက်လျှောက်ရန် WhatsApp Viber number +666 666 အဲ့ဖုန်းနံပါတ်နဲ့ပဲဒီညမအမရဲ့ညမကိုလည်းဆက်သွင်းတာเนาะပြီးတော့ Telegram မှာကြတော့သူကဟို channel ဆိုပြီးတော့ဖွင့်ထားတယ် Singapore Jot Search ဆိုပြီးတော့ဖွင့်ထားတယ်เนาะဒီမှာ sing အဲပြီးတော့အမနဲ့အနေပြီး second မှာပေးနောက်နဲ့ပေးမယ်ဆိုတော့ပေးနောက်နံပါတ်တစ်ခုဖုန်းနံပါတ်တစ်ခုပို့ပေးတယ် အဲ့ဖုန်းနံပါတ်ကသူကအဲ့ဖုန်းနံပါတ်ကကြတော့ဘုံဆိုပြီးတော့နာမည်ကပေါ့လေအမဆက်တဲ့အချိန်မှာအဲ့နဲ့အမတို့က cash ပေးမယ်ဆိုတော့သူကပြောတယ်ပေါ့နော် cash ပေးမယ်ဆိုရင်နဲ့ city ဟောကနုနုမီနီမတ်ကိုလာခဲ့ပါလို့သူကပြောပါတယ်နုနုမီနီမတ်နဲ့ဘလို့ဆက်သွယ်ရှိလဲတော့မသိဘူးနုနုမီနီမတ်ကိုလာခဲ့ပါလို့ပြောပါတယ်အမမှာ screenshot တွေရှိပါတယ်နော်အေး ဒါကဘာကြောင့်အမအမအေးချက်နေနော်လူလေကြထားတာတွေအများကြီးအမမှရှိရအမဘသူရဲ့နာမည်အမမထုတ်ခဲ့ဘာလဲဆိုတော့လူတိုင်းဟာကိုယ့်ဘက်ကကိုယ်ရိုင်းအားလုံးကမှန်နေငါမအမဒီအမလာပြောတဲ့လူတွေပြောနေနိုးတွေကအရန်အတင်းအာဒမ်အရန်လှုပ်ချင်နေသောဖြစ်တဲ့အတွက်သူတို့ကလှုပ်တာအဲ့ဒါတွေမှလည်းညမလူမောင်လေးတွေအမလည်းပါတယ်ဆိုတော့အမအမြဲတမ်းပြောတယ်အမတစ်ဖက်တည်းဘယ်တော့မှမပြောဒါပေမဲ့ဒီကိစ္စကဘာကြောင့်ပြောရလဲဒီညမလေးလို့မစစ်ပဲနဲ့ IPA နဲ့ဒါဒီလေစိတ်ကိုဝင်လာရင်အစစ်စစ်မင်းမရှိဒီလူကအချုပ်ထဲရောက်သွားမှာနော်အစိုးရစာရွက်ကို force declaration လုပ်မှုဟာအမှုကြီးတယ်ဘာမှမေးမြန်းလို့မရဘူးရှေ့နေမှာပါပဲတခါလဲထောင်ထဲရောက်သွားမှာအဲ့ဒါကိုဘယ်သူရှင်းမှာလဲလိန်နာတော့မှသူများတကဒုက္ခရအောင်လိန်နေအဲ့အတွက်အမတင်တာနော်အေးမဟုတ်ဘူးဆိုရင်လာရှင်းလို့ရတယ်အမအောက်မှာတတ်တဲ့အထောက်ထားအကုန်ရှိတယ်နော်โอเคပြီးတော့အမရဲ့အောက်မှာ အလိန်ခါတဲ့လူတွေဒီ page နဲ့ပတ်သက်ပြီးအလိန်ခံပဲတခြား page နဲ့အလိန်ခံအကုန်လုံးလာရေးပါเนาะဒီဟာတွေကိုသူတို့တွေမဟုတ်တရုတ်လုပ်နေတာကိုအမားတို့တွေရှင်းမှရမယ်เนาะโอเคမဆက်ပြောမယ်ဟုတ်